ုကြောင့်တင်းတို့သည်သခင်ဖျား၏ခြေဆူးတော်ကိုပြည့်စမ်းကြသည်ချီ၍အမျိုးမျိုးသော မနာလိုခြင်းလက်ဖျားခြင်းရှုခွဲ့ခြင်းညူဆူးခြင်းကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍ကဲ့တင်ခြင်းအလုံးကနှုတ်ကပတ်တရား၏နှုတ်စစ်အားဖြင့်တည်ဖွားမည်အကြောင်းဝါစာသောသူငယ်ကဲ့သို့ထိုတရားတို့ကိုအလွန်လိုချင်သောစိတ်ရှိကြလောလူတို့ပယ်ထား၍ဖျားသခင်ရွေးချယ်တော်မူသော အသက်ကြောင့်မြတ်သည်ဟုသောသောသခင်ထံသို့တင်တို့သည်ရောက်၍ အသက်ကြောင့်မြတ်ကဲ့သို့အဆင်ဆင်အထက်ထက်တိဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဖျားသခင်နှစ်သက်တော်မူရာဓမ္မရက်ကိုပူဇော်ရသောတန်ရှင်သောယေဘရဟိမြို့လည်းဖြစ်ကြ၏ထိုသို့နှစ်အညီကျမ်းစာလာသည်ကရွေးချယ်သောတိုက်ထောင်အမြင့်ကြောင့်မြတ်ကိုဇီးအွန်တောင်ပေါ်မှကချိတ်ထား၏ထိုကြောင့်ကိုအမိပြုတော်သူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာသည်တို့ဖြင့်၍ယုံကြည်ခြင်းရှိသောတင်တို့၌ကဘုံအတရေရှိ၏ နားမထောင်သောသူတို့၌ကတိုက်ကိုတီနို့တော်သူများပယ်ထားသောကြောက်သည်နောက်တဖန်တိုက်ထောင်အထွတ်ဖျားသူရောပြန်၏နားမထောင်ဘဲနှုတ်ကပတ်တရားတော်ကို ထိမိ၍လဲတော်သူတို့သည်ထိမိ၍လဲเสียကြောက်ဖားယွင်းเสียကြောက်လည်းဖြစ်၏ထိုအမှုနှင့်တွေ့စေခြင်းကထိုသူတို့ကိုခံထားတော်မူသည်တင်တော်မူကမှောင်မိုက်ထဲမှာအံ့ပွေသောအလန်တော်သူခေါ်သွေးတော်မူသောသူ၏ဂုံကျေးဇူးများကို ဖော်ပြစီခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏ မင်းစည်းသိမ့်ရှိသောယေဘရောဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဖျားသခင်၏ပေါင်းအသင်းဖြစ်ကြ၏ကရုဏာကျေးဇူးတော်ကို အထက်ကမခံရတော့လဲယခုတွင်ခံရကြ၏ချစ်သူတော်ဝိညာဉ်နှင့်စစ်ပြိုင်တတ်သောကိုကာယဓမ္မကျင်းတို့ကိုရှောင်မြေကြောင်းဧည့်သည်အာဂန္တုကဲ့သို့သောသင်တို့ကိုငါတောင်းပန်၏သာသနာပလူတို့သည်သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာဖျားသခင်ကြိရှုစည်းညင်တော်မူသောနေ့ရ၌ တင်တို့ဤကောင်းသောအကျင့်ကိုသူတို့သည်ထောက်ရှု၍ဖျားသခင်ကိုချီးမွမ်းမိကြသောသူတို့ရှင်း၌တင့်တယ်လျော်ပတ်စွာကျင့်နေကြလော။တခင်ဖျားဤမင်းတော်ကိုထောက်လျက်အထွတ်မြတ်သည့်ဟူသောရှင်ဘရင်ဖြစ်စေလူစုတို့ကိုဒန်စီရင်စေခြင်းက၎င်းလူကောင်းတို့ကိုချီးမွမ်းစေခြင်းက၎င်းရှင်ဘရင်ခန့်ထားသောဝင်မင်းဖြစ်စေလူတို့တွင်စီရင်ခန့်ထားသမျှသောမင်းဤအုပ်ဆိုးခြင်းကိုဝန်ခံကြလော။အကြောင်းမူကားတင်လူသည့်ကောင်းသောအကျင့်ကိုကျင့်သောအဖြစ် လူမိုက်တို့၏မိုင်မဲသောစကားကိုခြေစေခြင်းကဖျားသခင်သည် ထိုသို့သောအလိုတော်ရှိ၏လူလွတ်ဖြစ်တော်လဲလူချင်းအကြောင်းဖြစ် မကောင်းသောအမှုတို့ကိုဖုံးဟုတ်တော်သူကဲ့သို့မကျင့်ဖျားသခင်၏ကြွမ်းကဲ့သို့ကျင့်နေကြလောခတ်သိမ်းသောသူတို့ကိုရိုးသေးကြလောနီကိုမိုင်နှမများကိုချစ်ကြလောဖျားသခင်ကိုခောက်ရွံ့ခြင်းရှင်မြင်းကိုရိုးသေးခြင်းရှိကြလောအစေကံငသက်တို့အလွန်ကြောင်းရမ်းခြင်းနှင့်တကွာကိုသခင်တို့၏အုပ်ဆိုးခြင်းကိုဝန်ခံကြလော သခင်သည်စိတ်ကောင်း၍ဖြင်းညင်းသောသဘောရှိသည်ဖြစ်စေ၊ကျမ်းတမ်းသောသဘောရှိသည်ဖြစ်စေဝန်ခံကြလော့။အကြောင်းမူကားဖျားသခင်၏မျက်နှာတော်ကိုထောက်လည်းညမတရားသောညှဉ်းလဲခြင်းကိုနာကျင်ပါခံရလျင်ကျေးဇူးရှိ၏။ကိုပြည့်ကြောင့်တန်ခံရသည့်အခါတဲခန့်လျင်အပေချီးမွမ်းစရာရှိသည်နီ။ကောင်းမွန်စွာပြည့်၍စင်ရဲခံရသည့်အခါတဲခန့်လျင်ဖျားသခင်ရှိတော်၌ကျေးဇူးရှိ၏။အကြောင်းမူကားထိုးထိုးအလိုငါတင်တို့ကိုခေါ်တော်မူပြီး ခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ချစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းကပုံသက်တွေကိုထားတော်မူပြီး ထိုသခင်သည်ဒုစရိုက်ကိုမပြုနှုတ်တော်၌လည်းမနူတာကိုရှာမတွေ့ကဲ့ရဲ့ခြင်းကိုခံရသည်ကပြန်၍မကဲ့ရဲအသေးခံရသည်ခါချင်းချောက်ခြင်းကိုမပြုတရားသဖြင့်စီရင်တော်မူသောသူ၌ကိုကိုကိုအံ့တော်မူ၏ငါတို့သည်အပြစ်နှဆိုင်တော်ရာ၌အသေးဖြစ်၍ပြောမှချင်းရာ၌အသေးစင်စင်မြေချောင်းငါတို့၏အပြစ်များကိုကိုရောနိုင်တက်တိုင်မှခံတော်မူပြီးတန်ချက်တော်များအဖြစ် တင်တို့သည်အနာပြောက်လျက်ရှိကြ၏တင်တို့သည်အသက်ကလမ်းလွဲ၍ပျောက်သောတိုးခဲသို့ဖြစ်ကြ၏ယခုတွင်ဖြစ်အားထင်၍တင်တို့၏ဝိညာဉ်တို့ကိုအုပ်ဆိုးကြည့်ရှိတော်မူသောအရှင်သန်သို့ပြောင်းရောက်ကြပြီး